ခလီများတွင်တွေ့ရလိရှိသောယောမတစေယောဂါများအနေအများဆုံးတွေ့ရတာက juvenile lidopathic arthritis လို့ခေါ်တဲ့အခြေအနေပါပဲကလေးတွေမှာတော့အစ်စ်များဖောင်းဝင်ခြင်းသို့မဟုတ်တခါတလေအလုတ်လုံနိုင်စွမ်းယော့နေခြင်းနဲ့တင်ပဲတင်ပြလာကြတတ်ပြီးအတူတူပဲရောင်ရမ်းမှုအညွှန်းအချက်များမြင့်တက်လာတတ်ပါတယ်။ဒီယောဂကိုချက်ချင်းသိနိုင်စေတဲ့တည်တံ့သူစစ်တမ်းတစ်ခုတော့မရှိပါဘူး။အခြားယောဂတွေကိုဖေရှားပြီးမှသာ juvenile idiopathic arthritis ဖြစ်တယ်ဆိုတာခံမနိုင်ပါတယ်။ ဒီကလေးတွေကိုအမြန်ဆုံးတွဲဆုံဆစ်ဆေးဖို့လိုအပ်တဲ့အကြောင်းရင်းကတော့အမြန်ဆုံးကုသမှုနိုင်ရင်ရလက်ကပုံမကောင်းမလာပြီးအနာတရနဲ့မတန်ဆွမ်းမှုတွေကိုလည်းရှောင်ရှားနိုင်ပါတယ်ဒါအပြင်ကလေးတွေရဲ့ဘဝအရေးအတွေးကိုလည်းတိုးတက်စေနိုင်ပါတယ်